အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ကျွန်တော်အပန်လေးကတမျိုးဖြစ်လာနိုင်ပါတယ်ဆိုတော့ကျွန်တော်ဒါမနီကခီးပန်းထားတဲ့ရှင်နဲ့ဒီနေ့မှကျွန်တော်နိုင်နေနေလေးနေမကောင်းခြင်းလို့လို့ဖြစ်နေလို့ပါဒါကျွန်တော်ဒီနေ့ညရဲ့ဗီဒီယိုတော့ကျွန်တော်တင်ဆက်နိုင်မလားမနိုင်မလားကျွန်တော်မသိကြပါဘူးဘာလို့ဆိုတော့ကျွန်တော်ဒါမိသားစု notification ကြည့်မှလည်းဟောဒါကျွန်တော်လက်ရှိအချိန်လေးရကောဒါကျွန်တော်အနေနဲ့ဒါဗီဒီယို idea ရအောင်ဒါကျွန်တော်ည9:00ခွဲဗီဒီယိုတင်ဖြစ်ချင်မှတင်ပြပါမယ်ဒါပေမဲ့အခုလက်ရှိပါပေါ့နော်ဒါကျွန်တော်တို့ ဒါအမလိုက်တော့ဒီဗီဒီယို content idea တော့မှာလက်ရှိကျွန်တော်ညီလေးဖြစ်တယ်ဒါကျွန်တော် United Arena ကဒါကျွန်တော်တို့ဘဒူးအဲ့ဒီနဲ့စကားပြောရင်းနေမှာဒီဗီဒီယို idea ရတာပေါ့အဲ့အဲ့ဒီအော်ဘောငါနဲ့အဲ့ဒီနဲ့ပြောတဲ့စကားကိုဒါဗီဒီယိုလေးတစ်ခုနဲ့တင်ဆက်လိုက်ရင်တော့မဆိုးဘူးလားဆိုကျွန်တော်စဉ်းစားမိတာပေါ့နော်အဲ့တော့ဒီဗီဒီယိုကဒါကျွန်တော်တို့လာအေဒီယန်နေကျွန်တော်လာပြောတယ်ပေါ့နော်သူအနေနဲ့အာလီဗာပူးကဒါကျွန်တော်တို့ဗာဂျန်ဗန်ဒိုက်ကိုစာအုပ်ချုပ်လိုက်ပြီ။တိနာပဲဂုံးသိနာပဲဒါဖာဗီဂျိုရိုမာနိုကလုံခဲ့နှစ်ပတ်လောက်ခရေပြောထားတယ်ကျွန်တော်ဒါဖာဗီဂျိုရိုမာနိုအနေနဲ့အစားလာရောဗာဂျန်ဗန်ဒိုက်ကိုနှစ်ပတ်နှစ်ယောက်လုံး ကျွန်တော်တို့ဒါစာအုပ်တန်းချုပ်ပါဘောအဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့လက်ရှိမှာလူတော်မြတ် surprise ဖြစ်တာ2ယောက်လုံးရဲ့လုခလာစားပဲ2ယောက်လုခလာစားနည်းနည်းလေး simple တော့ကြာတယ်လက်ရှိမှာဒါကျွန်တော်တို့ bonus တွေနဲ့ပါမယ်ဆိုရင်တော့ဆာလာဘူးစည်းကြည့်တယ်ဘောနော်ဒါကျွန်တော်တို့ virgin van night နဲ့ virgin van night ကလက်ရှိမှာ base salary ပဲတပတ်လုခ4သိန်းလောက်ရမယ်ကျွန်တော်ထင်တာက3သိန်း3သိန်းခွဲလောက်ပဲဒါအများဆုံး3သိန်းလောက်ပဲရမှာထင်ပါတယ်ဒါပေမဲ့ fg က4သိန်းပေးခဲ့တယ်အဲ့တော့ကျွန်တော်ဒါညီလေးဟိုကျွန်တော်ညီ eddy ကနေပါလာပြောလဲဆိုတော့အဲ့ဘယ်ကြီးလောက်ပေးမှမထင်တာဘူးပေါ့နော်ကျွန်တော်အနေနဲ့ဟုတ်တယ်ကျွန်တော်လည်းမနိုင်ဘူးအဲ့လောက်အမောက်အများကြီးကျွန်တော်လည်းပေးမှာဒါပေမဲ့ကျွန်တော်တော့မထူးဆန်းအောင် ဆာလာနေရာမှာဆိုတော့ okay ဒါကျွန်တော်တို့ okay ဒါခုနကပြောလို့ဆာလာကိုလက်ရှိလာစားတဲ့ဒူဘေးဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော်ပြောရမှာဆိုရင် Virgin van Dijk အခုလက်ရှိရနေလာစားတဲ့တစပေါ့နော်ဒါကျွန်တော်တူတဲအပြည့်ဒါတူတဲနှစ်ဆပုံစံဖြစ်သွားတဲ့အချိန်မျိုးဖြစ်သွားတော့ဘာလို့ဒူဘေးလဲအခုလက်ရှိကျွန်တော်တို့တွေ့အောင်တပတ်ကိုဒါလက်ရှိမှာ Liverpool အသင်းနေတာကျွန်တော်တို့ Virgin van Dijk ကိုတပတ်၄သိန်းပေးတယ်တနည်းကိုဒါကျွန်တော်တူတဲအပြည့်တန်း၃၀ရမယ် Virgin van Dijk ရနော်ကျွန်တော်ဒါနှစ်နှစ်ကိုနှစ်နှစ်ချုပ်လိုက်ပြီးတန်းအလုံးပေါင်း၄၀ရမယ်တန်း၄၀ဒါကျွန်တော် Virgin van Dijk နေတာကျွန်တော် Liverpool ကိုနှစ်နှစ်နေနေရမယ် okay ဒါကျွန်တော်တို့လက်ရှိ market โอเคဒီကျွန်တော်တို့ကဘောလုံးလက်ရှိ transfer market ကြီးကစုပ်ပြတ်တက်နေတဲ့အချိန်ပေါ့နော်တကယ်လို့ဒါကျွန်တော်စိတ်ပြတ်ဖို့ကောင်းနေတဲ့အချိန်မှာခမရအခုလက်ရှိမှာကျွန်တော်တို့တန်း၄၀နဲ့လာမယ့်နေရာဒီမှာခမရကျွန်တော်တန်း၄၀ပြင်မယ်ခမရကျွန်တော်အပြောင်းရွှေ့စီပဲနော် local sample ပါသေးဘူးအပြောင်းရွှေ့စီပဲခမရတန်း၄၀ပြင်မယ်အခုလက်ရှိမှာ Virgil van Dijk လောက်ကောင်းတဲ့ခံစင်မှုတစ်ခုနောက်တဲ့နေ့အတွက်မှာပေါ့နော်ကောင်းနိုင်တဲ့ခံစင်မှုတွေကကျွန်တော်ပေးနိုင်မလား ဒီမေးခွန်းကိုကျွန်တော်ပြန် FG ကဘယ်တော့မဆိုသူတို့မလေပဲနဲ့ဘယ်တော့မှမလုပ်ဘူးတေဂျာတခုကကျွန်တော်အနေနဲ့ Salago Van Dijk ကိုသူတို့အနေနဲ့ replacement ပုံစံမျိုး market ထဲမှာရှာခဲ့တယ်ဒီသတင်းတွေက holy တကြိုကြိုအများကြီးထွက်ခဲ့တယ် Van Dijk ကိုအဲ့လောက်မရှာဘဲ Salago ကိုအများကြီးရှာခဲ့တယ်မမရ Salago ရဲ့ replacement ကိုသူတို့အနေနဲ့ကျွန်တော် Omar Mamouche ကိုတော့အိမ်လုပ်ခဲ့တယ်ဒါပေမဲ့ Omar Mamouche ရဲ့ transfer fees ကလက်ရှိမှာအလုံးမတော့ကျွန်တော်တို့ အဗန်ချစ်စီရီယောကပေါင်း80နဲ့ယူရို85နဲ့80ကြားရှိတယ်။အပြန်တွက်ကြည့်အောင်ခုလက်ရှိမှာတပတ်လောက်ကနောက်ဆုံးပြားစာလာတင်စာလာနဲ့9လေးရ9လေးလီဒါတလောက်2တန်းရမယ်။တနစ်ကို24တန်းရမယ်။ဒါကြောင့်နှစ်နှစ်ကို25တန်းရမယ်။ဒီနေရာမှာလီဗာပူးတင်တဲ့စာလာကိုစာချုပ်ချုပ်တဲ့နေရာမှာ FFG တို့အုပ်စုကအရန်ကြီးညံ့ပြေးတယ်။ဒီနေရာမှာတချို့ကောလာဟာလာတွေဒီနေရာမှာသိမယ်စာလာက လာမယ့်တော့ကျွန်တော်တို့စောင်းရသည်မှာခြေစွမ်းမပြလို့သာ sorry အာရိပီးယားခေါ်မယ်ဆိုရင်လီဗာပူးကပြောင်းရွှေ့ခြေတစ်ခုရမှာဖြစ်တယ်။ ဲ့တော့လက်ရှိမှာတေးကြတာတခုကဆာလာအနေနဲ့ဒီ3သိန်းခွဲ4သိန်းလောက်တန်တဲ့ performance တခုကို Liverpool သိနေပြီ။အဲ့တော့လက်ရှိမှာခုနပြောသူပဲလက်ရှိ market ထဲမှာလောက်ကလာတာမပါဘင်းနဲ့ဆာလာအနေနဲ့ခုနကျွန်တော်တို့ဒါကျွန်တော်တို့ Fiverr နဲ့ခက်ဆက်စေပုံစံမျိုးပဲ scenario ခုနကပြောလက်ရှိမှာခင်ဗျား market ထဲမှာကျွန်တော်ပေါင်တန်း90ပြီးမယ်။စာလားလို့အခုလက်ရှိမှာဒါ input number တွေထုတ်ပြနိုင်တဲ့ကစားသမားတယောက်ခင်ဗျားရှာပြီး မရှာပေးတယ်အဲ့တော့လက်ရှိမှာ FFG နေနဲ့ဒါဘာကြောင့်မလို့စာချုပ်တက်တန်းတိုးတာကြာလဲဆိုတဲ့အဖြစ်ကဒါပဲသူတို့နှစ်ခုလက်ရှိမှာပေါင်တန်း40နဲ့ကစားသမားပေါင်တန်း50နဲ့စာလတ်လို့ကစားသမားအဲ့တော့ခင်ဗျပေါင်တန်း40ခုလက်ရှိမှာကျွန်တော်ခင်ဗျားကိုပေးလိုက်မယ်ရော့အင်ပေးလိုက်တဲ့အချိန်မှာ Virgil van Dijk ကိုကစားသမား quality မျိုးခင်ဗျားရှာနိုင်လားအခုလက်ရှိမှာ Virgil van Dijk ကို quality မီတာကျွန်တော်နဲ့အိမ်နဲ့စကားပြောချင်မှာ Saliba လောက်ပဲမီတယ်အခုချိန်မှာ Virgil van Dijk နဲ့ Saliba level ကိုဘယ်ကောင်းမှမမီဘူး တော့အခုချိန်မှာ Vajra Van Dijk ကအခုလက်ရှိမှာသူတောင်းတဲ့ဈေးမပေးဘူးဆိုသူဒိုးသွားမယ်အဲ့တော့ Vajra Van Dijk ရဲ့နေရာကိုပေါင်သန်း40နဲ့ခင်ဗျအစားထိုးမယ်ပေးရရမလဲအခုလို့ market ထဲမှာခင်ဗျချီးတုံးတော့မရဘူးတန်း40နဲ့ရှင်းရှင်းလေးဘာမှမရဘူးဒီတိုင်းပဲမိုဆလာတဲ့ဒီတိုင်းပဲအဲ့တော့ပြောချင်တာက FFG တော့မလိန်ဘယ်တော့မှချင်းတော့မရဘူးအဲ့တော့တပတ်လုတ်က၄သိန်းပါလို့ပေးလေအပြေကရှင်းရှင်းလေးတပတ်လုတ်က၄သိန်း Vajra Van Dijk ကလည်းဒီနံပါတ်လို့ပဲဒါဘာသူကဟာဒီနံပါတ်များ Vajra Van Dijk လို့ကစားသမားမျိုး၄သိန်းဆိုတာ တန်လုံးတဲ့လူတော်ပြောလို့ရတယ်လက်ရှိမှာလီဗာပူးသင်းကိုသူလှုပ်ပေးထားခဲ့လီဗာပူးသင်းကိုသူရောက်လာတဲ့အချိန်မှာလီဗာပူးသင်းဘယ်လောက်ထိတိုးတက်သွားလဲဗာဂျန်ဗန်နိုက်လိုကစားသမားမျိုးကလီဗာပူးသင်းကိုလက်ရှိမှာအောင်မြင်မှုနဲ့ငွေဘယ်လောက်ရှာပေးထားလဲဆာလောက်ကစားသမားရှင်းရှင်းလေး ကျန်တဲ့အသင်းတွေပါဒါဒီလိုမျိုးဒါ mythical buster ရှိမယ်။ကဘာပေါ်မှာဆာလာရဲ့အင်ဂျီယာကဘာပေါ်မှာအယောင်အဆိုအင်ဂျီတွေမှာပါတယ်။ Liverpool ကလက်ရှိမှာဒါကျွန်တော်တို့ Nike နဲ့ဆာအုပ်ချုပ်တဲ့ထားတဲ့မှာသူ့အနေနဲ့ဆိုကျွန်တော်တို့လက်ရှိရောင်းရတဲ့အင်ဂျီရဲ့ percentage ကိုရထားတဲ့အသင်းတစ်သင်းဖြစ်တဲ့ကြောင့်မို့ဆာလာအင်ဂျီတွေခုလက်ရှိမှာဟိုးရင်တော့အရက်30%တခုနဲ့ဆာလာအင်ဂျီရောင်းတဲ့ပတ်စံနဲ့ဒီအဲ့ဒီ percentage တချို့နဲ့နေဆာလာကိုပြန်ပြီးခုလက်ရှိမှာလောက်ခလာစာပြန်ပေးလို့ရတယ်။ Egypt တနိုင်ငံလုံးကဆာလာကိုဘယင်လူမှုန့်တင်ထားတယ်အခုနောက်ပိုင်းဥမမမိုးဖြစ်လာတော့နိုင်ငံတနိုင်ငံရဲ့ အသင်းရဲ့ကစားသမားတယောက် impact ဘယ်လောက်ရှိလဲကျွန်တော်တို့သိဆုံးဟုတ်တယ်ဟုတ်ဥမာလက်ရှိမှာကျွန်တော်အာရှကစားဟုတ်လက်ရှိမှာကျွန်တော်မပြောအခုလက်ရှိကျွန်တော်မမောင်းလွင်ကျွန်တော်တို့ဒါ Manchester United အသင်းနဲ့ဒါကျွန်တော်တို့အာမလေးရှားမှာကျွန်တော်တို့ရဲ့ Facebook တမျက်နှာမှာပြည်ပြန်ပေါ်သွားအဲ့ပွဲသမှာအရန်ကွန်မန်တန်တော်တကယ်ပဲဝင်ကြင်ကဘလူးပဲကြင်ဟာ United နဲ့ကံပူးရငါတို့မြန်မာကစားသမားတယောက်ဖြစ်လာမယ်အခုချိန်ကြီးကျွန်တော်တို့မြန်မာကစားသမားတချို့ဒါ International အသင်းနဲ့တွေ့ရချင်းမမေ့နိုင်တဲ့ကစားသမားတွေအများကြီးရှိတယ်အဲ့တော့ဒီလိုမျိုးပြောချင်တယ်အဲ့တော့ပြောချင်တာဗျာဒီလား ဗာဂျယ်ဗန်နိုက်ကိုပေါင်သန်း၄၀နှစ်နှစ်ပြီးရတယ်အင်မတန်မှတန်တော့ပဲကျွန်တော်အနေနဲ့ရှင်းတယ်အဲ့နှစ်အဲ့နှစ်နှစ်အတွင်းမှာဗာဂျယ်ဗန်နိုက်ကိုသူနင့်သူအနေနဲ့အခုလက်ရှိမှာလူရှာခွင့်ရမယ်အခုလက်ရှိဗာဂျယ်ဗန်နိုက်ကိုမပေးဘူးဗာဂျယ်ဗန်နိုက်ကအလွန်နဲ့ထွက်သွားမှာခင်ဗျ market ထဲမှာအကုန် တန်အခုလက်ရှိမှာ injury prone နေတဲ့ကူနာဒီဂျိုကိုမက်စ်ဂျာရက်ခွန်စာဒီသုံးကောင်နဲ့ကြံခဲ့မဲ့ liverpool ဦးတင်တယ်အခုလက်ရှိမှာတပတ်လောက်က၄သိန်းလောက်ပေးရတယ်မမှုဘူးအဲ့တော့ အခုလက်ရှိမှာလီဗာပူးအသင်းကဒီလောက်ပေးရစ်ကိုရစ်ဆိုကျွန်တော်တာမထူးစမ်းချက်စီလိုအသင်းမှာအခုလက်ရှိမှာဒီလိုမျိုးကစားသမားတွေဒီလိုမျိုးဈေးနဲ့ပေးနေကစားသမားမျိုးရှိနေပြီချေရင်ဆန်ချိုရောင်မလာမယ့်နေ့ရှိလားမရှိလားမသိဘူးဒီလိုမျိုးကစားသမားအဲ့တော့ယူနိုက်တက်ကပြောမယ်ယူနိုက်တက်ကဒါကျွန်တော်တို့ရော်နယ်ဒိုရှိတော့ဒဘက်လုတ်က၅လိမ့်မယ် Manchester City ဘာမှမရှိအဲ့တော့ပြောချင်တာကလက်ရှိမှာဒါ Manchester City လို့ဒါကျွန်တော်တို့ Liverpool လို့ Arsenal လို့အတင်းတော်မှာခုလက်ရှိမှာဒါကျွန်တော်တို့ Saliba ကို3သိန်းခွဲပေးဖို့ ready ဖြစ်နေပြီ Saka ကို3သိန်းခွဲပေးဖို့ ready ဖြစ်နေတယ် Gabriel ကို3သိန်းပေးဖို့ ready ဖြစ်နေပြီအဲ့တော့ပြောချင်တာကအခုချိန်မှာတပတ်လုခလာစား4သိန်းဆိုတာ Van Dijk လို့ကစားသမားမျိုးတွေတိတ်ပြီးတော့အရင်အမုံမတည်ဒါပေမဲ့ခင်ဗျားတို့ကျွန်တော်ရှင်းပြတာဘာကြောင့် average ကဒီလောက်ထိ all ချိုက်ပေးချလဲဆိုတော့ရှင်းရှင်းလေးအခုလက်ရှိဒီနေ့တွေမှာ Van Dijk နဲ့ဒီ ဖက်ဆာလာကဘာဂိန်းနေတကူဟုတ်တယ်ဆာဖာဆာလာကလက်ရှိမှာ FG တို့အလောင်းကစားပစ္စည်းတကူဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ဗန်ဒိုက်ကလောင်းစားပစ္စည်းမို့ဗန်ဒိုက်ဒီလာမဲ့နှစ်နှစ်အတွင်းမှာလုံးဝဘလောက်တိတိုင်ပတ်ပတ်အလောက်တိုင်ပတ်သွားမယ်ကစားသမားတွေမပေါ့သူ့ရဲ့လက်ရှိကစားတဲ့ပုံစံသူ့ရဲ့ပုံစံရသူဒီအရင်ကတော့အရင်ပြေးလွားကစားကစားမှာသူ့အနေနဲ့နောက်တစ်နှစ်နှစ်မှာ AC ဆော်လေးအဲ့တော့ Virgil van Dijk ကိုနှစ်နှစ်ကိုတပတ်၄သိန်းပေးဆိုအရင် genius ဘူးတစ်ခုပြောဆိုအခုတည်းရှိမှာ Liverpool သင်းတဲ့ရော့အင်းနောက်တက်မှာမင်းတို့အစားထိုးတန်း၄၀ပြီးမှဘယ်သူမှလည်းစားထိုးလို့မရအောင် စာလာတော့မှတို့အစားထုတ်ဖို့တည်းစဉ်းစားသေးတယ်နော်။ဥမားမောင်မိုးရှင်ဒါပေမဲ့ဥမားမောင်မိုးရှင်ပြောင်းရွှေ့ခြင်းအခုလက်ရှိမှာဥမားမောင်မိုးရှင်တပတ်လောက်ကနှစ်သိန်းခွဲလောက်နေနေရတယ်။အဲ့တော့ပြောချင်တာကကစားသမားကိုလာစားလဲပေးအောင်ပဲ။ဟုတ်တယ်ခုနကပြောနောက်အခုလက်ရှိမှာလစ်ဗာပူးတင်းနဲ့အချိန်တန်းတာတခုကြီးဆွဲလို့ရ FFG တို့ကချစ်တီဘလောက်ကြလဲပြိတ်သက်တယ်အဒီဆုံး FFG နေနဲ့အခုလက်ရှိမှာစာလာနဲ့ကျွန်တော်တို့ ဗာဂျာဗနက်တို့ရဲ့လာစာကိုပေးလိုက်တော့ကြောင့်ဘုံကနေဒိုင်းကနေမပေးလိုက်ရဘဲနဲ့ခဏတာဖြည်းဖြည်းချင်းပေးရတယ်။ installment နဲ့ပေးနေ။အဲ့တော့ပြောချင်တာကဆာလာကတော့ breaking နေတခုပဲ။ဒါပေမဲ့ van night ကို၄သိန်းပေးတယ်ကျွန်တော်ကလုံးဝမပြော။ fg ဘာလို့ပေးလဲတခေါင်းလေးချက်တီတော့ပေးပြီးတာ။အခုလက်ရှိမှာ van night ထွက်သွားတယ်။အခုလက်ရှိမှာ van night က6လပဲကြံပြီလေ။ဟုတ်တယ်မ6လပဲကြံတော့မနေ့နေ့လေးပဲကြံပြီလေ။ဟုတ်တယ်မ။နေ့နေ့စာချုပ်တတန်းရလာလက်တဆုပ်ပဲကြံတဲ့ကစားသမားနေ။ခမအလွတ်နဲ့ပေးခွက်မလား။တန်း40ပေးပြီးနှစ်နှစ်ရခုနပို့လို့ပဲဆွဲထားမလား။ရှင်းရှင်းလေးပဲ။အဲ့တော့ပြောချင်တာက van night ဒီနေ့မှာ premier league ရဆို van night ရဲ့ဒါ ် improvements တွေအများကြီးပါအဲ့တော့ပြောချင်တာကရှင်းရှင်းလေးပဲတပတ်လေးသင်ပါလို့ဒါ special van နဲ့ရလေပါလို့ဆာလာဒီလောက်ဈေးနဲ့လုပ်တယ်အပြည့်ရှင်းရှင်းလေးဆာလာဆိုခုနပြောသူပဲနောက်ဆုံး6လအတွင်းမှာခြေစမ်းပြောက်ဗျာ Saudi Arabia အသင်းကိုကောက်ရောင်းပလိုက်လို့ရတယ်သူတို့တွေကအဲ့လောက်ကြီးပူမရှိဘူးအဲ့တော့လက်ရှိမှာ perfect ကြီးနင်းသွားတဲ့အကွက်လေးတွေကလှတယ်ကျွန်တော်ကတော့သဘောကျတယ်ဒါပေမဲ့ခုနပြောသူပဲသူတို့နင်းသွားတဲ့ကွက်ကသူတို့တွေကတကယ်ကိုဆရာကြီးဥမာကျွန်တော် exam နဲ့နောက်တစ်ခုပဲခင်ဗျားကိုအခုလက်ရှိကျွန်တော်လာမေးမယ် ဆာလာအခုနောက်ပေါ်လို့လည်းရှိမှာ Harry Kane ကိုနောက်ထပ်နှစ်နှစ်ခမရရမယ်အခုလည်းကျွန်တော်မထွက်ခင်နှစ်နှစ်ရမယ်ဆိုလန်ကီကို65သန်းပေးမှာဆိုလန်ကီကိုလက်ရှိမှာစပါတန်တသိန်း၈တောင်းနှစ်သိန်းရပေးရနော်ဆိုလန်ကီကိုခမ65သန်းပေးမလားလက်ရှိမှာခုနလို Virgil van Dijk လိုမျိုးကျွန်တော် Harry Kane ကိုနောက်ထပ်နှစ်နှစ်ခေါ်ပြီး40ပေးထားမလား See how that how, how stupid that question can sound ခုနပေါ်လို့ဘာကြီးမိကိုခမမီလိုက်ပါစက Block 6ပေါ်စံအဲ့လိုပဲ Virgil van Dijk လိုမခေါ်ဘူး Virgil van Dijk ရဲ့အစားထိုးနေရာကောင်းအဲ့ကောင်ကောင်းလားမကောင်းလားခမမသိဘူးအဲ့တော့ တေချာတဲ့အရာတခုကောင်းနေတဲ့အရာတခုခမတန်း40ရေးမင်းတင်းထားမှထားလိုက်တယ်။အဲ့တန်း60တန်း80လက်ရှိမှာကုန်စရာမလို့ဒါပဲ။အဲဘောလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာအချင်းလူစပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တွေလေးလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မဆောက်ကုန်ပြီလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မအမြင်နိုင်ဖြစ်ပါတယ်။ Oh by the way ဘာလို့ဆာလာနဲ့ဗာဂျဗန်နိုက်တို့ကိုဒီစည်းပေးလဲဆိုအဖေကတလုံးနဲ့ပြောရမှာဆိုတော့ဘေးလူမေးရင်တော့ဖြေးလိုက်ပါစောက်ရန်ကောင်းလို့နဲ့စောက်ရန်တန်လို့ပေါ့ကွာလို့ပဲဖြေးလိုက်ပါအဲ့ဒါကအရှင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလောက်ပါပဲအားလုံးမကြည့်တူမှာကျွန်တော်ကပြပေါ့ဗျဒီပါပါ